ဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လုပ်ပေးကြပါအောင်လို့မိသားရက်ခံနေပါတယ်။တိတိတော့ဗီဒီယိုလေးတွေကိုကြည့်ရဖို့အတွက်ကျွန်တော်ရဲ့ YouTube channel က notification ကောင်းကောင်းလေးကိုလည်းနှိပ်ခဲ့ပေးပါအောင်နော်။ဘုလိုမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဘဏ်ကအသုံးပြုအသုံးပြုတဲ့သူတွေအနေနဲ့ဘဏ်ရုံးမှာဘဏ်က ပိတ်ခံရတဲ့အခါဘန်ကဘန်ယုံမှာတွက်လို့တဲ့အခါမျိုးမှာကျွန်တော်တို့အတွက်ထဲတာပဲဖြစ်ဖြစ်တွက်လို့တဲ့အခါမှာမိမိရဲ့ဆင်ကတ်ထဲကနံပါတ်နဲ့မှတ်ဖို့ passport ရဲ့နံပါတ်မတူတဲ့အခါမှာကျွန်တော်တို့အခက်အခဲမျိုးစုံကြုံရပါတယ်ဒီလိုမျိုးခက်ခဲတွေကိုကြော်ဖြတ်ဖို့အတွက်ကျွန်တော်တို့မိမိရဲ့ဆင်ကတ်ကိုမိမိရဲ့ passport နဲ့မိမိကိုယ်တိုင်မှတ်ဖို့တင်တဲ့ညီလေးကိုလုံးပြပေးမှဖြစ်ပါတယ်ကျွန်တော်တို့ဒီညီလေးကိုလုံးရတဲ့သူဆိုတော့ကြော်သားပါမလို့ရသေးတဲ့သူဆိုတော့လိုက်ကြည့်ပြီးတော့မိမိကိုယ်တိုင်မှတ်ဖို့တင်ကြည့်ပါကျွန်တော်တို့အရင်ဦးဆုံးမှတ်ဖို့တင်ဖို့အတွက် Play Store ထဲမှာကျွန်တော်တို့2 application ကိုတွက်တောင်းရပါမယ်ကျွန်တော်တို့ two application ကိုကျွန်တော်တို့တွက်တောင်းရပါမယ်ကျွန်တော်တို့ TRUE2 ဆိုရေးလိုက်ရေးချလိုက်ပါဒီဘုကကျွန်တော် install လုပ်လိုက်ပါကျွန်တော်တို့ဒီ application ကျွန်တော် install လုပ်ရပါမယ်ကျွန်တော်တို့ကျွန်တော်တို့ install နှိပ်လိုက်ပါကျွန်တော်တို့ဒီ download ဆွဲပြီးတဲ့ခါမှာကျွန်တော်တို့ open ကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ ဘူပန်းကိုနှိမ့်ဝင်ပေးလိုက်ပါကျွန်တော်တို့ကျွန်တော်တို့ကုမဆပြီးတော့ two application ကိုဆပြီးတော့ဒီဖုန်းထဲကိုဆထည့်တဲ့သူအနေနဲ့ကျွန်တော်တို့သူပြတဲ့အတိုင်းလိုက်ပြီးတော့နှိမ့်ပေးလိုက်ပါကျွန်တော်တို့ကျွန်တော် next ကိုနှိမ့်ပေးလိုက်ပါပြီးရင် next ကိုပဲထပ်နှိမ့်ပေးလိုက်ပါကျွန်တော်တို့ let's get step ကိုထပ်နှိမ့်ပေးလိုက်ပါကျွန်တော်တို့ပြီးမှ allow ကိုနှိမ့်ပေးလိုက်ပါ ဒီမှာကျွန်တော်တို့ဒီဒီ two application ကို download ဟို login ဝင်ဖို့အတွက်ကျွန်တော်တို့ဒီဖုန်းထဲမှာရှိတဲ့ဖုန်းနံပါတ်နဲ့ထည့်ပြီးတော့ login ဝင်ပေးလိုက်ပါကျွန်တော်တို့ just continue ကိုနှိပ်ပေးလိုက်ပါပြီးကျွန်တော်တို့သူပြတဲ့အတိုင်းလေးပဲကျွန်တော် line နှိပ်ပေးလိုက်ပါသူ wine ပြပါမယ်ပြီးကျွန်တော်သူ wine ပြတဲ့နေရာလေးပဲ line နှိပ်ပေးလိုက်ပါ ျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ two application ကိုကျွန်တော်တို့ login ဝင်ပြီးပါပြီကျွန်တော်တို့ဒါဆိုလို့ရှိရင် login ဝင်ပြီးသွားကျွန်တော်တို့ sync မှတ်ပုံတင်ဖို့အတွက်ကျွန်တော်တို့အထက်ထဲကိုသွားရပါမယ်ဒီကျွန်တော်ပြတဲ့နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော်တို့ဒီအဆက်30နေရာလေးကိုနှိပ်ဝင်သွားလိုက်ပါဒီထဲကိုရောက်ပြီးနှိမ့်ဝင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ပြတဲ့နေရာလေးကိုနှိမ့်ဝင်ပေးလိုက်ပါဒီနေရာလေးမှာကျွန်တော် ဒီ prepaid chain ownership ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော်တို့ prepaid chain ownership ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါဒီနေရာမှာကျွန်တော်တို့ဒီဒီအခုလက်ရှိဒီပေါ်နေတဲ့လက်ရှိဒီပေါ်နေတဲ့ဒီဖုန်းနံပါတ်ကကျွန်တော်တို့ဆွနက်ကဒီ login ဝင်ဖို့အတွက်ဒီနှိပ်ရတဲ့ဖုန်းနံပါတ်ဖြစ်နေကျွန်တော်တို့မှတ်ပုံတင်မဲ့ sync card နံပါတ်က နောက်ထပ်တန်နံပါတ်ဆိုကျွန်တော်တို့ chain number ဆိုတဲ့နေရာလေးကိုနှိမ့်ဝင်ပေးရပါမယ်ကျွန်တော်တို့ဒီနေရာလေးကိုနှိမ့်ဝင်ပေးရပါမယ်ကျွန်တော် chain number အောင်နှိမ့်လိုက်ပါဒီမှာကျွန်တော်တို့ sync ကမှတ်ပုံတင်မဲ့ number ကိုကျွန်တော်တို့ဒီ add number ဆိုတဲ့နေရာလေးကိုနှိမ့်ပေးလိုက်ပါကျွန်တော်တို့ add number နှိမ့်ပြီးတော့ကျွန်တော်တို့ဒီအဲ add number OTP ဆိုတဲ့နေရာလေးကိုနှိမ့်ဝင်ပေးလိုက်ပါကျွန်တော်ဒီနေရာလေးကိုနှိမ့်ဝင်ပေးလိုက်ပါအောက်ကနံပါတ်လေးကိုနှိမ့်ဝင်ပေးလိုက်ပါဒီမှာကျွန်တော်တို့ဒီနေရာမှာ2%ကြီဆိုပြီးပေါ်နေပါလားကျွန်တော်တို့ဒီနေရာကိုကျွန်တော်တို့ဒီ detail ဖတ်ကြည့်ဆိုပြီးပြောင်းပေးရအောင်ပါကျွန်တော်တို့အဲ့လိုပြောင်းဖို့အတွက်ကိုကျွန်တော်တို့ဒီနေရာလေးကိုနှိမ့်ဝင်ပေးလိုက်ပါဒီမှာကျွန်တော်တို့ detail ဖတ်ကြည့်ဆိုပြီးနှိမ့်နှိမ့်လိုက်ပါအဲနှိမ့်ပြီးတော့ကျွန်တော်တို့ဒီ single map ပုံတင်မဲ့ ဒီမှတ်ပုံနေမဲ့ဆင်းကပ်တဲ့ဘက်ကိုရေးပေးပါကျွန်တော်တို့ပြီးတော့ကျွန်တော်တို့စိတ်ကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ nuts ကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမှတ်ပုံတင်မဲ့ဆင်းကပ်ကို OTP ကိုပို့လာပါမယ်ကျွန်တော်တို့ကိုနှစ်ကိုနှစ်တော့ ပြီးတော့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်ပြမယ်နေရာမှာကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်ဝိုင်းပြတဲ့နေရာထဲမှာကျွန်တော်တို့ဒါကတော့ဒီတိုင်းတွင်တိုင်းလူမျိုးတွေကျွန်တော်တို့ဒီစင်ကအမှတ်ပုံတင်တဲ့နေရာပါကျွန်တော်တို့ဒီရွှေပြောင်းလောက်သားနေရတော့ကျွန်တော်တို့ဒီနေရာမှာ passport number ထည့်ပေးရအောင်မယ်ဒီနေရာကတော့ကျွန်တော်ကျွန်တော်တို့နဲ့မဆိုင်ပါဘူးဒီနေရာကတော့ ျွန်တော်တို့ကဒီနေရာမှာ passport number ထည့်ပြီးဒီနေရာကိုနှဲ့ရပါမယ်ကျွန်တော်တို့ဒီနေရာကိုနှဲ့ပြီးတော့ကျွန်တော်တို့ဒီနေရာလေးမှာကျွန်တော်တို့မိမိရဲ့ passport number ကိုနှဲ့နှဲ့ပြီးရပါမယ်ထည့်ပြီးရပါမယ်ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ရဲ့ passport number ကိုထည့်ပြီးရပါမယ်ကျွန်တော်တို့ ်တို့ခဏဆောင်းလိုက်ပါပြီးတော့ကျွန်တော်တို့ဒီနေရာမှာမိမိရဲ့ကျွန်တော်တို့ nest ကိုနှိပ်ပေးလိုက်ပါကျွန်တော်ဒီနေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော်တို့ကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့မိမိရဲ့ဒီမိမိရဲ့ passport passport နဲ့ပင်ကိုဒီနေရာမှာကျွန်တော်တို့ဓာတ်ပုံရိုက်ထည့်ပေးရပါမယ်ကျွန်တော်တို့ မိမိရဲ့ passport မျက်နှာပြင်ကိုတက်ပုံရိုက်ထည့်ပေးရပါမယ်ကျွန်တော်တို့ကျွန်တော်ဒီလိုမျိုးရိုက်ပြီးွားလို့ရှိရင်ကျွန်တော်တို့ nest ကိုဒီနေရာလေးကို nest ကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ ဒီမှာကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ဒီမိမိရဲ့နာမည်အမှန်ကိုထည့်ပေးရပါမယ်ကျွန်တော်တို့ပန်ကတ်သွက်လုံးမဲ့ပန်ကတ်ထည့်ရနံပါတ်ကိုပဲထည့်ပေးရပါမယ်ကျွန်တော်တို့ဒီနေရာနေမှာကျွန်တော်တို့ဒီနေရာနေမှာကျွန်တော်နာမည်ဒါပတ်စပို့နံပါတ်ဒီနေရာမှာမိမိရဲ့နာမည်မိမိရဲ့နာမည်ကျွန်တော်တို့ထည့်ပေးရပါမယ်ကျွန်တော်တို့နာမည်၃လုံးရှိရင်ကျွန်တော်တို့ဒီပထမနာမည်ဥမာနေမျိုးအောင်ဆိုလို့ရှိရင်ကျွန်တော်တို့ first name မှာကျွန်တော်နေထည့်မယ်ပြီးရင်နောက်ဆုံးနှုန်းမှာကျွန်တော်တို့ မျိုးကိုရှင်းသားပြီးကျွန်တော်အောင်မဲထည့်အောင်ကျွန်တော်တို့နေအောင်ဆိုပြီးထည့်ပေးရအောင်ကျွန်တော်ဒီမှာကျတော့မိမိရဲ့မွေးတက်ကလေးဒီနေရာမွေးတက်ကလေးအမှန်ထည့်ပေးရအောင်ကျွန်တော်တို့ဒါတွေပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ပြီးွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကဒီအောက်ကဒီ profile information ဆိုတဲ့နေရာလေးကိုနှိပ်ဝင်ပေးလိုက်ပါကျွန်တော်တို့အဲကျွန်တော်တို့ဒီနေရာမှာလာပါပြီကျွန်တော်တို့ဒီနေရာမှာကျွန်တော်တို့ပြလို့ရှိရင်ဒီသူပြောတဲ့ဒီ nest ကို nest ကိုနှိပ်နှိပ်ပေးအောင်ကျွန်တော်တို့နှိပ်ဝင်ပေးလိုက်ပါကျွန်တော် ို့ဒီနေရာမှာမျက်နှာစကန်ရိုက်ပေးရမယ်မျက်နှာစကန်ရိုက်ပြီးမှကျွန်တော်တို့မျက်တောင်ခတ်ပေးရပါမယ်ဒီနေရာမှာကျွန်တော်တို့မျက်နှာစကန်ရိုက်ပြီးရမယ်ကျွန်တော်တို့မျက်နှာစကန်တဲ့ပြီးဆိုတော့မျက်တောင်ခတ်ပေးရပါမယ်မျက်တောင်ခတ်ကျွန်တော်တို့သူ့လိုလိုကျွန်တော်တို့မကြည့်ပြပါလိမ့်မယ်ဒီကကျွန်တော်တို့ဒီ ကွန်တန်နီကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီကကျွန်တော်ဒီမှာ i have read and access ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒီကကျွန်တော်တို့ဒီ read login ဆိုတဲ့နေရာလေးကိုနှိပ်ပေးလိုက်ပါကျွန်တော်တို့ဒါဆိုလို့ရှိရင်ကျွန်တော်တို့မှတ်ပုံတင်လို့ပြီးပါပြီ ဒီ single single ကိုကျွန်တော်တို့ဒါ immediate single ကိုမှတ်ပုံတင်လို့ကျွန်တော်တို့ပြီးပါပြီကျွန်တော်တို့ဒါဆိုလို့ကျွန်တော်တို့ဒီ share ကနေထွက်လို့ရပါပြီကျွန်တော်တို့